အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနီလီတီဖြစ်ပါသူဒီညံကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်သွားတယ်ပေါ့နော်။ဒါကတော့လက်ရှိမှာဒါတည်ပြီးသားလူလက်တည်လိမ့်မယ်ဒါကျွန်တော်တို့မနေ့ညကတော်တော်လေးကိုဒါကျွန်တော်တို့ပွဲဖြစ်သွားတဲ့အခြေအနေပေါ့နော်။အဲ့တော့ဒါကျွန်တော်အမှန်တမ်းပြောမယ်ဆိုရင်ဒီနေ့အာ ကိုဘတ်တရီ refine ရှိတာတော့တည်တယ်ဒါကျွန်တော်ဟောငါပွဲချုပ်သုံးတော့ချက်ဘာလို့ကျွန်တော်မကြည့်ဖြစ်ဘူးများတယ်ဗလားမနက်ကြီး3:00နာရီဆိုတော့ကျွန်တော်မကြည့်ဖြစ်ဘူးများတယ်โอเคလို့ဟာပွဲချုပ်လာတော့မလုပ်တော့ဒါပေမဲ့လက်ရှိမှာအခြေအနေတွေရပြောရမယ့်ဥစားရရှိလာခဲ့တယ်မင်းညကဒါကျွန်တော်တို့ Real Madrid ကဒါကျွန်တော်တို့အာ ကိုဘက်တရီနဲ့ပတ်သက်ပြီးတော့မကံမလို့ထိတောင်ဖြစ်သွားရတယ်နော်ဒါပေမဲ့လက်ရှိမှာလူတော်များမီးနေမီးကုန်ကတော့ကျွန်တော် Real Madrid အသင်းနဲ့ဒါကိုဘက်တရီ final ကိုမကံဘူးလားဆိုရယ်မီးကုန်မီးအဖြစ်တူ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 ဖြေရမယ်ဆိုတော့ကံပါပါကိုဘက်တရီ final ကိုတော့ဒါ Real Madrid အသင်းနဲ့ကံမှာဖြစ်ပြီးလက်ရှိမှာ Real Madrid ဘက်ကနေတရားဝင်ကျင်လာတာကသူတို့ဘက်ကကစားသမားတွေလွယ်လွယ်နဲ့ဒါကျွန်တော်အရှုံးပိတ်တတ်တဲ့ကစားသမားတွေမဟုတ်ပဲနဲ့နောက်ဆုံးချိန်ထိတူတူတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း Real Madrid ဘက်ကနေပြီးတော့ဒါတရားဝင်ကျင်ညာထားတာကိုတွေ့ရမယ်တော့မှာပါတယ်အဲ့ဒါဒီကိစ္စတွေကဘာတွေဘလို့ဖြစ်ကြလဲโอเค ဲ့တော့လက်ရှိဒီ Copa del Rey နဲ့ဒါကျွန်တော်တို့အခု of course ဒါ El Clasico Copa del Rey ပေါ့နော်ဒါကျွန်တော် Barcelona နဲ့ဒါကျွန်တော် Real Madrid တို့ဒါ Copa del Rey Final မှာတွေ့ကြမယ် Copa del Rey Final မှာတွေ့ကြမယ်အချိန်မှာဒါ Spain ဘောလုံးအဖွဲ့ချုပ်ကဒါကျွန်တော်တို့ အဲဒိုင်လူကြီးမလဲပေးတဲ့ပြဿနာပေါ့နော်အဲ့ဒီဒိုင်လူကြီးမလဲပေးတဲ့ပြဿနာကလည်းဒါကျွန်တော်တို့တော်တော်လေးကိုအဲစိတ်ဝင်စားဖို့ခေါင်းတဲ့အခြေအနေပေါ့နော်အဲ့တော့ဒါကကျွန်တော်ကနှစ်ပတ်သင်းလုံးရဲ့ဒါကျွန်တော်တို့ဟိုပြိတ်သက်တယောက်နဲ့ပြောမှာမဟုတ်ဘဲနဲ့ဒါကျွန်တော်ကျွန်တော်အမြင်ရောကျွန်တော်လုံးဝပြောသွားမှာမဟုတ်ဘဲနဲ့လက်ရှိမှာဖြစ်နေတဲ့အဖြစ်အပျက်တွေခင်ဗျားတို့ပြောပြရအဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ final မကစားခင်တပတ်အလူမှာပေါ့နော်ဒါကျွန်တော်တို့တို့ရဲ့ဒါ Real Madrid အသင်းရဲ့ဒါ Real Madrid ရဲ့ RMTV မှာဒါကျွန်တော်တို့လက်ရှိဒီပွဲစဉ်ကိုကြိုင်မဲ့ဒါကျွန်တော်တို့အာ ဘန်ဂူဇီယာထင်တယ်ဟုတ်တယ်ဘန်ဂူဇီယာရဲ့ဒါကျွန်တော်တို့ဆုံးဖြတ်ချက်အမှားတွေပေါ့နော် referee ရဲ့ဒါ mistake တွေကိုတလွဲတလွဲလုတ်ခဲ့တာတွေကိုဒါကျွန်တော်တို့ရဲ့ Real Madrid TV ကနေပြီးတော့ဒါကျွန်တော်တို့ရွေးချယ်ပြသခဲ့တယ်အဲ့တော့ MN တိုင်းပြောမှဆို RMDV တွေနဲ့ဒါကျွန်တော်တို့ Real Madrid TV ကဒီလိုမျိုးဒါကျွန်တော်တို့အအမြဲတမ်းဒါပုံမွေလေးလေးနဲ့ဂွန်းကူကွာ honest ရှိတဲ့ပုံစံမျိုးဘက်ကိုသွားပြီးတော့ဒါကျွန်တော်ဒီအောင်ကျွန်တော်တို့ဘန်ဂူဇီယာကိုပြအောင်မှန်တယ်ပြောတာမို့ဒါတို့ရဲ့ Real Madrid TV ကကျွန်တော်လက်ရှိဒါတာမန်မြင်နေကြတာဘောလုံးချန်နေတဲ့ကွာပြောချင်တာဒါပြိတ္တနဲ့နီးစပ်အောင်တို့အနေနဲ့ဟိုမှာလက်ရှိမှာဒါမှတ် က်အေးကဘာစလိုနာနဲ့ဒါဘာစလိုနာဒါကျွန်တော်တို့မမက်အေးကစပိန်ဒိုင်လူကြီးနဲ့ကိစ္စဖြစ်တော့တယ်သူတို့အဲ့ကိစ္စနဲ့ပတ်သက်ပြီး RMDV ကနေပြခဲ့တယ်အဲ့တော့ RMDV ကပြောချင်တာပရိသတ်တွေရဲ့ TV ဆိုရင်ပုံမှန်ပဲကလပ်ဒါပေမဲ့ကလပ်ပသင်းဘက်က DDV လောက်ထားရမယ်ဒါကျွန်တော်တို့ပရိသတ်တွေရဲ့ TV ဆိုရင်ပုံမှန်အဲ့တော့ခုနပြောသူပဲလက်ရှိမှာဒီပွဲစဉ်မတိုင်ခင်မှာဒီနီးပြကနေပြီးတော့ဘလောက် bias ဖြစ်လဲဒီနီးပြဒါကျွန်တော် real matter နဲ့တွေ့ရင်ဘလို့မျိုးဒုက္ခပေးလဲဒီနီးပြဒါကျွန်တော်တို့ဆိုးပြချက်အမှားတွေဘလို့ရှိလဲဆိုတဲ့ဥစ္စာတွေကိုသူတွေပြီးတော့ပြောချင်တာကဟိုဘော အာ real madrid ရဲ့အမှတ်တွေကိုဒါကျွန်တော်နှုတ်ယူတဲ့ဒါ thief တယောက်နေနေဒါကျွန်တော် real madrid tv ကနေပြသခဲ့တယ်ပေါ့နော်ဒါပုံစံမျိုးသွားအဲ့တော့ပြောရမယ်ဆိုရင်တော့ဟို ဒီ Real Madrid TV ကရင်ကလေးကဒါပွဲရှာတဲ့ကိစ္စတွေခဏခဏအဲလားလက်ရှိမှာဒါကျွန်တော်တို့ Classico နားဒီလိုင်းပိုတော့များပါသေးတယ်ဒါ Real Madrid TV ကြောင့်သိရလို့ RMTV ဆိုကျွန်တော်တို့ကဒါ Twitter မှာဆိုခဏခဏတွေ့ရတဲ့ကျွန်တော်ဒါ Fabrizio Romano ဆိုတာ Twitter မှာ RMTV နဲ့ပတ်သက်ခဏခဏပြောမှုတယ်အဲကျွန်တော်တို့လည်းဒါအမှန်တမ်းပြောသိပြီးတော့ဒါမစိမ့်တဲ့လူတယောက်ပေါ့အဲ RMTV နေနဲ့လက်ရှိမှာဒါဒီတပတ်လောက်လို့မှဒါလက်ရှိ Classico Final မှာကံမဲ့ Bangozia ရဲ့ဒါကျွန်တော်တို့အမ် အဲအမားတွေပေါ့နော်လောက်ရတီကိုဒါကျွန်တော်တို့အနေနဲ့သူတို့ official tv channel ကနေပြသခဲ့တယ်အဲ့ဒီပြသခဲ့တဲ့အဲအခြေအနေကဒါကျွန်တော်တို့တပတ်လောက်လို့မှဖြစ်သွားမှာဒါပဲအဲ့ဒါကနည်းနည်းလေးညည်သေးတယ်အဲ့ဒါဒါဒီကနေ့ပတ်သက်မမေအဲ့ဒါ real madrid tv ကလုံမလုံးတယ်ဆိုပြီးတော့ fabio romano က tweet လုပ်ခဲ့တယ်ကိုရတော့မအောင်အမှုမမမပေါ့ဒါ imdb ကဒီလိုမျိုးဒါထုံးဝင်နိုင်အဲ့လိုမျိုးဒါဖြစ်နေကြဆိုတော့တိတ်ပြီးတော့မစူးစမ်းအောင်ခေါင်းထဲမှာထားခဲ့တယ်ဒါပေမဲ့ ပြန်ပြီးတော့တကယ်တမ်းဒီကိစ္စအသက်ဝင်လာခဲ့တာကဒီပွဲကမတိုင်ခင်မှာတတိုင်းလူကြီးအနေနဲ့ဒါကျွန်တော်တို့ Premier League နဲ့ဘောင်းနဲ့မတူတာတိုင်းလူကြီးအနေနဲ့ press conference လုပ်ရတယ်။တိုင်းလူကြီးတွေအနေနဲ့ဒါကျွန်တော်တို့ press conference လုပ်တဲ့အချိန်မှာကွင်းလယ်တိုင်းကျွန်တော်တို့အခုလက်ရှိဒီပွဲစဉ်ကိုကင်မဲ့ RRFEF ကကွင်းလယ်တိုင်းဖြစ်တဲ့ဒါဘန်ဂိုစီးယားကဒါကျွန်တော် press conference မှာထငိုရော သူ့အနေနဲ့ဒါဒီလိုမျိုးဒါရီယယ်မက်ဒရစ်ကတင်ခဲ့ကြတော့သူ့မိသားစုကောသူ့ကလေးတွေကောဒါကျွန်တော်တို့ဝိုင်းပြီးတော့ဒါဘူလီခံရတယ်ပေါ့နော်ဒါဒိုင်းလူကြီးတောင်ကျွန်တော်သူ့ကိုသူ့ကိုဘူလီတာကိစ္စမရှိဘူးသူ့မိမသူ့မိသားစုသူ့သားလေးကိုပေါ့နော်ဒါဘူလီတယ်ဆိုပြီးတော့သူကပြောတယ်ဘောလုံးကဘောလုံးထဲမှာပဲရှိပြီးတော့ဒါကျွန်တော်ဘောလုံးပြင်ပမှာဒါလေးကမခေါ်ဆောင်တင့်ကြောင်ဘာညာသူကပြောပြီးငိုချအောင်ပြီးတော့ပြောဆိုးဆုံးကဗျာသူ့ကိုဘာဖြစ်လဲဆိုကွင်းလက်တိုင်းနဲ့သူ့သားလေးကိုပေါ့နော်ဒါသူ့ရဲ့သားကသူ့ရဲ့သားကိုသူ့ရဲ့တငယ်ချင်းတွေကကြောက်မှာဒါကျွန်တော်တို့တခုရဲ့သားပေါ့နော်ဒါအတိအတိဆန်းဆိုပြီးတော့ တကွေးရဲ့သားဆိုပြီးဝိုင်းဝန်းပြီးပြောတဲ့အတွက်ကြောင့်မသူတွေနေတာခံစားရပါတယ်ဆိုပြီးတော့ငိုချအောင်ငိုချတဲ့အချိန်မှာဒါကျွန်တော်ခုနပြောသဘေဒါလက်ရှိဘန်ကူစီကနေနေတာမိသားစုနေစိတ်မကောင်းဖြစ်ကြောင်းဘာညာပြောနေတယ်ဘာညာဆိုပြီးတော့အဲပြီးတော့ ဒီညမှာဘာဖြစ်သွားလဲဒါဘန်ကိုစီယာငူတဲ့ကိစ္စမဟုတ်ဘန်ကိုစီယာကိုနောက်ကနေပြီးတော့ဒါနောက်ထပ် ref တယောက်ကထိုင်နေဒါလက်ရှိမှာဒါကျွန်တော် RFEF ကနောက်ထပ်ဒါကျွန်တော်ဒိုင်လူကြီးတယောက်ကနေပြီးတော့ဒီပွဲကိုငါတို့ကြက်ကြက်မက်မက်ကင်တွေ့သွားမှာဖြစ်တယ်ဒီလိုမျိုးပုံစံမျိုးဒါဒီပွဲကိုငါတို့ကဟိုပတ်လိုက်မှုမရှိဘဲနဲ့လုံးဝအကောင်းဆုံးကင်တွေ့သွားမှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘန်ကိုစီယာကိုနောက်ကနေပြီးတော့နောက်ထပ်ဒိုင်လူကြီးတယောက်ကနေပြီးတော့ပြောတယ်ပြောတဲ့အချိန်မှာအဲ့ဒီမှာပြန်လာတတ်တာအဲ့ဒါကို Real Madrid က threat တစ်ခုအနေနဲ့ယူချလိုက်တယ်ဟာပြောချင်တာက ပြောချင်တာဟာမင်းတို့ကဒီဘုတ်တင်းတင်းကျပ်ကျပ်ခိုင်မယ်ဘယ်လိုပုံစံမျိုးပြောရလဲဆိုတော့မင်းတို့ကငါ့ကိုချိန်ချောက်တာလားဆိုတဲ့ပုံစံမျိုးရီယယ်မတွေ့ကိုတက်ရောက်သွားတယ်။ပြောချင်တာတစ်ဖက်ကကြတော့ခုနကပြောလို့ပဲဒါခုနကပြောလို့ပဲမင်းဘက်ကကြည့်ရလက်ဖမိုးသူဘက်ကကြည့်ရလက်ဖွားဆိုတဲ့ scenario ပုံစံမျိုးဖြစ်သွားတယ်။တစ်ဖက်ကဒိုင်လူကြီးကပြောတာကသူ့အနေနဲ့ဒီဘွဲကိုပို့ပြီးတင်းတင်းကျပ်လောက်ရမယ်ဒီလိုမျိုးအမားတွေအမားတွေမရှိတဲ့ပွဲတစ်ခုဒါလုံးဝဟိုတော့ ဘယ်လိုပြောမလဲအမားတွေဖြည့်တဲ့ပွဲတစ်ခုလုံးဝဒီပွဲကိုလုံးဝတင်းစရာစောင့်ကြည့်မယ်ဆိုတော့ဒီဘက်ကရီယယ်မထွေမြင်သွားတာမင်းတို့စောင့်ကြည့်နေမင်းတို့ကောင်တွေငါဒုက္ခပေးမယ်ဆိုတဲ့ပုံစံမျိုးမြင်တာပြောချင်တာကညာဟိုဒီဘက်ကရီယယ်မထွေမြင်ကြတာဟဲ့ဒီကောင်တွေငါတို့ဒုက္ခပေးတော့မလားဒီကောင်တွေငါတို့ဟိုကလောက်တော့မလားအဲ့တော့လက်ရှိမှာအဲ့ဒီ sense ကတော်တော်လေးကို क्वे သွားတာအဲ့တော့ဒီဘက်က real madrid ဘက်ကပြန်ကြည့်တော့လေဒီကောင်တွေကတော့ချိန်ချောင်းနေတာဒီဘွဲမှာဒီကောင်တွေအဲ့ပြီးရင်ဒီဘွဲကိုအခုလက်ရှိမှာနီးပြကိုပြောင်းပေးဖို့တော့ real madrid ကတောင်းဆိုလိုက်တော့ rb ကိုဒီဘွဲကိုတောင်းပေးပြီးတော့ဟိုနာဒီ ဒီပွဲကိုကံဖို့အတွက်ဒါပွဲတွေပိုင်လည်းရောက်လာတယ်ဒါဘာပွဲတော့ရောက်လာတယ်ဒါပေမဲ့ဒါအသင်းနဲ့ဒါညစားတဲ့ဒင်နာကြီးလည်းမတက်တော့ဘူးအဲပြီးရင်ခုန training session တွေလည်းမလုပ်ဘူး conference လုပ်ဖို့အတွက်ဒါကလပ်ကတိန်နဲ့ဒါနီးပြောက်လည်းမလုပ်ဘူးပြောချင်တာဒါဆန္ဒပြရတယ်ပေါ့နော် protest key လုပ်တယ်ပေါ့အဲ့တော့ protest key လုပ်တဲ့အချိန်မှာဒါခုနကပြောလို့ပဲတစ်ဖက်ကအာစပိန်ဘောလုံးပွဲချုပ်ရဲ့ဒါကျွန်တော်တို့နီးပြောဒိုင်လူကြီးအဖွဲ့ချုပ်ကလည်းရှင်းတယ်ငါတို့အနေနဲ့နီးပြမပြောင်းပေးနိုင်ဘူးမင်းတို့အနေနဲ့လှုပ်ချင်တာလှုပ်ဆိုတဲ့ပုံစံမျိုးဒါ real madrid ဘက်ကိုပြန်ပြီးတော့လှုပ်ခဲ့အဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီးလာလီဂါဒါကျွန်တော် President ကဒါပြဿနာကဗျာဒီညမှာကျွန်တော်ရှင်းပြခြင်းလားလာလီဂါ President ဆိုတဲ့ဘဲကသူ့သင်းသူ့သင်းကိုသူမုံတာသူကတလောကလုံးပတ်ပြီးမုံနေတယ်တပည့်ဆိုတဲ့ဘဲကလက်ရှိမှာကျွန်တော်တိတလောက်ကရှေ့ရှေ့လေးပဲအကုန်လုံးမုံတယ်အခုလက်ရှိမှာကျွန်တော်ပြပြမယ်เนาะစောက်ရဲစီစောက်ရဲဒါစောက်ပြဿနာတွေရှိပါဆိုတော့ Premier League တောင်မှ All Arsenal သင်းနဲ့ကြားရတယ်မှာပွဲမကန်နဲ့ဒါကတော့ PSG မှာလွတ်လပ်သွားကဲဆိုပြီးလွတ်ပေးထားတယ်အဲ့လိုပုံစံမျိုးပေါ့เนาะအဲ့တော့ ဟိုအခုလက်ရှိမှာဒါပွဲနဲ့ပတ်သက်ပြီးနောက်ရွှေ့ခိုင်းတာတို့ရှေ့ရွှေ့ခိုင်းတာဆိုရင်ဒါကျွန်တော်ဘဒေါမလာလီကအာကူရတယ်မှာမပေါ့ဘဒေါမပေါ့ဒါခုနကရီယယ်မက်ဒရစ်မှာမဟုတ်ဘူးလာဆိုတော့မမက်ရဘာဆိုတော့အသိနဲ့ကျွန်တော်တို့ကဒီနေ့ဒီနေ့ဒီနေ့ပွဲဆိုရင်ပွဲကတ်နေလို့ရွှေ့ပြီးပါဆိုမရွှေ့ဘူး ကျွန်တော်ကမကန်ချင်တာကလာလီဂါအစီကန်ကြီးတဲ့အီတလီမင်းတို့စကားလာတော့အောင်မလို့မဟုတ်ဘူးအဲ့လိုကစ်ပြောင်းအောင်ရီယယ်မက်ဒရစ်နဲ့မမဲ့ရတာကျွန်တော်အာဆနယ်နဲ့ပွဲမတိုင်ခင်မှာအာဆနယ်တင်းတဲ့ဒီလိုပွဲစဉ်အရန်ကတ်ပါတယ်ကျွန်တော်တို့ဒါနားကျင်လို့ပါဆို request ဆိုတယ်မလုပ်ဘူးအဲ့တော့လက်ရှိမှာကျွန်တော်ကြည့်နေတာပေါ့နော်လာလီဂါဥက္ကဋ္ဌကသူ့အသင်းသူမုန်းနေတာသူ့အသင်းမဲ့သူမုန်းနေတာပြင်ဦးနာသူများသိလဲသူမုန်းနေနော်ပရီးမီးယားလိဂါကောင်းတဲ့သူမုန်းတာပဲမန်ချက်စတာစီးတီးအနေနဲ့အခုလက်ရှိမန်ချက်စတာစီးတီးကိုသူမုန်းတာပဲလက်ရှိမှာပရီးမီးယားလိဂါတိုက်တဲ့ချမ်းညာလီဗာပူးလည်းသူမုန်းတာပဲအကုန်မုန်းနေတယ် ူလို့သူလည်းသူလို့သူကလွယ်သူအကုန်မုန်းတဲ့သဘောမှာရှိအဲ့တော့ထပါအဲ့ဒါတကယ်အဲ့တော့လက်ရှိမှာ real madrid ကဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့နေပထမကတော့ဘောလုံးမွဲမကန်မလို့ဘာညာတွေပါဖြစ်သွားခဲ့ပြီးမယ်တကယ်တဲ့ scenario မှာအခုလက်ရှိမှာ real madrid ကဒီဘောကိုကန်မယ်သူတို့နေဘာဖြစ်နေဖြစ်နေကန်မယ်ကွာမင်းတို့ကောင်တွေဘာအခုကသူကဘာကွက်နင်းသွားလဲဆိုမင်းတို့ကောင်တွေဘက်ကို ဒိုင်းဒီပါပေးတယ်ငါတို့ကရှိတဲ့ဥစ္စာနဲ့ကန်မယ်ဆိုတဲ့ပုံစံမျိုးဒါရီယယ်မတွက်ကလုပ်တယ်တစ်ဖက်ကဘာဆိုတဲ့ဘက်ကကြာလဲဘာစလိုနာဒီညမှာပြောကြတယ်ကြောင်းတော်ကြတာကြက်လန့်ဖြစ်သွားရင်ငါတို့လည်းဘာမှမလုပ်အောင်အခုလက်ရှိမှာမင်းတို့နဲ့ဒိုင်းနဲ့ပြတ်တယ်ဆိုတာငါနဲ့ဘာဆိုင်လို့လဲဆိုပြီးတော့ဘာဆိုတဲ့ဘက်ကလည်းကြောင်းတယ်တစ်ဖက်ကရီယယ်မတွက်ကလည်းရှင်းတယ်အောက်ကဒိုင်းနေမင်းတို့ဘက်မှာရှိနေတော့ငါတို့ဘက်ကအနိုင်ယူပြီးကန်ပြသွားမယ်ဆိုတော့လက်မထောင်ပြီးဝင်လာအဲ့တော့တကယ်တမ်းဒါကြာ ော့ပဲကြည့်လို့စားညံ့သွားတာဘာစီလူနာပဲဘာလို့နာအင်းငါတို့လည်းဘာလည်းမလုပ်ရပါလားဒိုင်းဒီမှာနင်းမင်းနဲ့ဆက်ဖက်တာဖြစ်တာငါလည်းဘာစားလို့လဲဆိုပြီးတော့အဲ့လို scenario ဖြစ်တယ်အဲ့တော့လက်ရှိမှာပွဲရတော့ကန်ဖြစ်ပါတယ်ပွဲရတာမြန်မာစံတော်ကြီးတာကျွန်တော်တို့ဒီနေ့ညသူမနဲ့ပြန်မနဲ့နှစ်နာရီခွဲမှာကန်ဖြစ်တယ်အဲ့တော့ဒါလက်ရှိမှာဒီလိုပွဲတွေပြီးတော့ဒိုင်းလူကြီးလည်းမပြောင်းလဲဘူးတစ်ဖက်ကဒါဒိုင်းလူကြီးငိုကြွေးခဲ့ပြီးတော့ဒိုင်းလူကြီးကိုချိန်ချောက်တယ်ဆိုရီယမ်မတ်တက်ကတွေ့သွားရီယမ်မတ်တက်အဲ့ဒါစာထုတ်ပြီးငါတို့ကလုံးမလက်မခံနိုင်ဘူးဘာလို့ငါတို့လုံးမပြောတာလဲဘာညာစာပြန်ထုတ်တယ်ကွန်မြူနီကာတိုနဲ့ကိုချုပ်ချတာအဲ့တော့တစ်ဖက်ကလည်းဒါကျွန်တော်တို့ကထင်တယ်ဟာပွဲတော်ပြတ်ပြီလားမပြတ်ဘူးရီယမ် မတွေငါတို့အရှုံးမပေးဘူးဘာခုနကတလောကလုံးငါတို့စန့်ကျင်ပြီးတာတာဒီဘောငါတို့နိုင်အောင်ကဲရမယ်ဆိုတဲ့ပုံစံမျိုးဝင်သွားတယ်တပတ်ကဘာဆိုလို့အကြောင်းငါတို့ကလည်းဘာမှမလုပ်ပဲငါတို့ကဒီဘောကိုဘာလို့မျောကန်လေရတယ် ဲ့တော့ကိုနေဘေးကလူကြီးတော့လေဩဒီဘဲတွေတကယ်တယ်ဘာဒါမဲ့အဲ့ဒါ list ကောင်းသွားတာပွဲမှာ intensity မြင့်သွားတာပေါ့နော်ပွဲကြည့်မဲ့လူတယောက်နေဒါဆိုပွင့် intensity တော်တော်လေးကိုမြင့်သွားတာဖြစ်ပြီးတော့ဒါဒီပွဲနဲ့မတိုင်ခင်မှာတော်တော်လေးကိုမိုက်သွားပေါ့နော်ဂျာတမာဒါကျွန်တော်တို့ဘာဆူနာအတွက်ကလည်းအဲမကြခင်မှာ inter milan နဲ့လည်းကဲမှာတော့ဒီနေ့ပွဲဆိုမှာ blue ကန်လာမဲ့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဒီပွဲကတော့ထင်တာထက်ပိုပြီးတော့ကြည့်လို့ကောင်းမယ်ဒါဆိုတော့အားလုံးရဲ့ဒါကျွန်တော်တို့ပြဿနာရဲ့အစလို့ပြောလို့မရပါဘူးမယ်ဘယ်ကနေဘလို့စလဲဆိုတဲ့ပြဿနာကတော့ဒါ ကိုကိုဆွဲထုတ်အောင်အဲ့တော့ကျွန်တော်တကျွန်တော်အမြင်တစ်ခုမှမပါဘူးဒါအခုလက်ရှိမှာဖြစ်နေတဲ့အကြောင်းအရာတွေပြောပြတာဖြစ်တယ်အဲ့တော့ခုနကပြောအတူချုံပြောရမှာဆိုရင်တော့ IMDb ကနေပြီးတော့အခုလက်ရှိကင်တွင်မဲ့ဒိုင်လူကြီးအကြောင်းကိုဒါသူတို့နေရသူတို့ရဲ့ official channel မှာတင်နေဒိုင်လူကြီးအတော့မခံနိုင်ဘူးသူရဲ့မိသားစုကထိခိုက်လာတဲ့သူကငိုချတယ်ငိုချရတော့နောက်ကနေပြီးတော့ဒေါက်တာဒိုင်အန်ဒီနိုင်ဒိုင်ကနေပြီးတော့အေးမငိုနဲ့ငါတို့ဒီဘက်ပူကောင်းအောင်ကင်မယ်ပူကောင်းအောင်လုပ်မယ်ပူပြီးနင်းကြအောင်လုပ်မယ်ပူပြီးမြင်အောင်လုပ်မယ်ဆိုအဲ့တော့အဲ့ဒီပုံစံမျိုးပြောတယ်တစ်ဖက်ကလား reamer တို့ကအဲ့လိုမျိုးပြောတာကိုမကြိုက်ဘူးပြောချင်တာဟာဒီလိုပူပြီးတင်းကြအောင်ငါတို့မင်းတို့ကဘလို့ဒုက္ခပေးမှလဲအဲ့လိုပုံစံမျိုး threat တစ်ခုနေနဲ့မြင်သွားတယ်အဲ့ဒီအချိန်မှာဒါ threat တစ်ခုနေနဲ့မြင်သွားချိန်မှာ reamer တို့ကဒါကျွန်တော် press conference တွေလည်းမတက်တော့ဘူးညစာတွေလည်းမစားတော့ဘူးဒိုင်လူကြီးတွေလည်းမလုပ်တော့ဘူးဘာညာဆိုပြီးလို့ပွဲ တော့မကန်တော့လို့ပြီးမယ်ဒါပေမဲ့တကယ်တမ်းကျဘွက်ကန်မယ်ငါတို့ကခုနကတကဘာလုံးနဲ့ငါတို့နဲ့ against ရှိရတော့ငါတို့အဲ့ဘွက်ကိုနိုင်အောင်ကန်မယ်ဆိုပြီးလို့တကယ်တမ်းဂျားထဲမှာညက်တာကဘာဆူနာကဂျားထဲမှာညက်ဟိုလိုလိုဒီလိုလိုဖြစ်အဲ့တော့အဲ့လိုပုံစံမျိုးအတူကျအဲ့တော့လက်ရှိမှာဘွက်ကန်ဖြစ်လာမင်းတော့ဘွက်ကန်ဖြစ်ပါတယ်မြန်မာစံတော်ချိန်ဒီနေ့ည2နာရီခွဲမှာတော့ဘွက်ကန်ဖြစ်တယ်လို့ပဲပြောရင်းနေပဲ ကျွန်တော်ကိုတော်ကပြူပါဗျာဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV Voice တို့မှာကြည့်လို့ဆိုရင်ပေါင်းကူညီလို့ရပါတယ်နာမည်လေးလည်းကလစ်ဖူမမိကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလေး Youth Sport Media 3.0နဲ့ TV Voice တို့ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မှသာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်နာမည်လေးလည်းကလစ်ဖူမမိကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလေး Youth Sport Media 3.0နဲ့ TV Voice တို့ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မှသာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း like and subscribe လေးပြုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွလို့မရဘူး။ကျွန်တော်တို့နောက်မှ AACC တွေ့ကြရပါတော့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။သေးပါဗျ။